အပ္ပမိဒံဘိခွေမနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့တက်တန်းဟာတိတ်တူတယ်တဲ့ဟုတ်တယ်အသက်တရားရမ်းလို့ဆိုရင်တရားနေရတဲ့လူဆိုတော့ရှားတယ်ဟောနာရေးကြောင်ညာကြည့်လိုက်လို့ရှင်ဟောလား30 40 50 60 90သွားကုန်ညာမရှိတော့အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင် ရှိလျတဲ့အရှိကြီးပဲဖြစ်တယ်။အဲ့တော့ကနေ့ခေတ်လူတွေရဲ့တတဟာလုံးကိုတိုးတယ်။စဉ်းစားရမှာလူတတဟာလုံးတိုးတယ်။တိုးတဲ့အခါမှာသိသွားပြီဆိုရင်သိသွားလို့ရှိရင်သိသွားရင်ပြီးရောလားတချို့ဘာသာတရားတွေကတော့သိသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ် နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ယုံကြည်ကြတာဒီနှစ်ခုရှိတယ်ပေါ့နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်ခမဏီယောတံပရာယောတဲ့နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့ဒါလူဆိုတာဖြစ်ပြမှုကစင်စဲမဲ့ပြတ်သွားနေတာဆိုတော့ ဒီဘဝဆုံးသက်သွားလို့ရှိရင်နောက်ဘဝပြန်စားမယ်ဒီလိုဆိုလို့တံပရာယောနောင်တမလွန်ဘဝဆိုတာကပဏီယောရောက်ရမှာပဲရောက်ကိုရောက်အောင်မှာဒီဘဝသိသွားရင်နောက်ဘဝတစ်ခုတော့ရောက်မှာအဲ့တော့ဘဝဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘဝလမ်းကြောင်းကိုမြတ်စွာဘုရားငါးမျိုး32ဘုံကိုဂတိငါးမျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့ နေဘုံနေထိုင် lifestyle ပေါ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့ lifestyle ပေါ်မှာအမိပြုတ်ပြီးတော့သူတို့နောက်ဘဝမှာရှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက၅ဆွဲရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတ်တဲ့ပုံကိုယ်တွေကြတော့ပြမန်းဆင်းရဲတဲ့ငရဲဘုံကိုရောက်သွားလိမ့်မယ်ဒါလည်းလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြမှုကျွလွန်သွားလို့ရှိရင် ထောင်သွင်းခြင်းချနှိမ့်ဆက်ခံရတာလဲခုကရှိတာပဲလေအဲ့ဒီဘောပဲသူလုံးတဲ့လုံးရတဲ့အတိုင်းပဲသူကအဲ့တော့အငင်းဆက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တာလန်းကြောင့်တခုအဲ့ဒီနဲ့နဲ့တက်တာတဲ့ပြစ်မှုဆိုလို့ရှိရင်တရိษံဘုရားရောက်သွားမှာအဲ့တော့တရိษံကတက်တာတဲ့လူသားဆိုရတယ် လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ် စားခံရတာတွေတိရိစ္ဆာန်တွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်နေ့စဉ်လူသေးတာတဲ့အစာပေါင်းများစွာတိရိစ္ဆာန်တွေဟာတတ္တမရှိခင်လူတွေကသတ်စာနေကြတာသတ်စာရုံနေမကဘူးအနိုင်ကျင့်တာတွေဘလောက်ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်ဤပညာဆိုပြီးတော့အတုံးချပြီးတော့ကြက်တွေပါတယ်ဆို ကြားဘူးတာဖတ်ဘူးတာပြောရမယ်ဆိုရင်တတေကိုမလုံမလုံနိုင်မရှာနိုင်အောင်ကျင်းချင်းကြက်ကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်းဆေးတွေကျွေးဥခိုင်းဝက်တွေဆိုလဲအသားတို့အောင်လို့အဲ့လိုလုပ်ပြီးတော့သတ်စာနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တတ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးအလွန်နဲ့ပေါ့ တိရစ္ဆာန်တွေကိုတတ်တတ်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသိခင်နဲ့ချုံနှောင်ထားတယ်သိပြီးပြီးတော့လဲတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်ရတာတချို့ဆိုလို့ရှိရင်တရဘဝဘဝတော့မရဘူးမရောက်သေးဘူးဥမာမဲ့၅ဥလေးတွေဆိုရင်၅ဘဝတော့မရောက်ဘူးလေဥဘဝနဲ့ပင်ဆုံးသွားတယ်ကြက်ဥတွေဆိုလဲကြက်တွေဟာအကောင်တော့မဖြစ်လဲအောင်အကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ် အမောင်းနေပဲသူတို့ဟာဘဝခရီးကိုသွားနေရတာတကယ်အမောင်းနေကအမောင်းနေသွားနေတာတရေစစ်မှာပဲတိတ်ဆုံးသွားကြတဲ့တရဝရီကမြောင်များစွာရှိတယ်တန်းချီရှိတယ်နေစဉ်နဲ့နေစဉ်နဲ့အမြမှာလဲတပ်ဖြတ်ခံနေရတဲ့တရဝရီကအများကြီးပဲအဲ့တော့လောကကြီးခြေနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရဝရီ တရိစ္ဆာန်လောကကိုကြည့်လိုက်မယ်ဆိုရင်အညမညခါရိကဒုပ္ပလခါရိကတကောင်းတကောင်းသစ္စာတ